စပွဲကြီးတစ်ခုလုံးစာသင်ခန်းလေးကိုရောက်လာမယ်လို့သူတို့သိပြီလူတက်လေးတွေသူတို့အတက်ကလေးတွေထက်နေတာတဲ့လွေလေးတွေခနာကိုတစားစီဖြစ်ပြီးအတက်မဲ့သွားတဲ့အဖြူအစိဝတ်ထားတဲ့တစားစီဖြစ်နေတဲ့ရှုပ်လောင်းလေးဗီဒီယိုကလစ်မှာမြင်ပြီးပါပြီမြင်ပြီးကြားပြီ ဒီပဲရင်အိုထင်းကွင်းရွာစတဲ့ချောင်းမင်းအောင်လိုက်ဂျမဘတ်စစ်တက်လေးချောင်းနဲ့စိတ်ရသွမှုကျူးလွန်နေ Yes ကနေပြောရင်တော့စတဲ့ချောင်းတွေပေါ်ဘုံကျဲချဆ ्याम နာဦးအပါဝင်ဒီနေ့နောက်ဆုံးရနောက်ဆုံးမိနစ်တည်းတင်နေရ22ရောက်ဝယ်ချင်းပြီးတည်ဆုံးပါတယ်အယောက်60ပြင်းထန်တဲ့တန်ရရရှိတာ အပြစ်မဲ့ကလေးတွေစာတင်နေခြင်းစာတင်ကြောင်းမှာစာအန်နေခြင်းစာမွေးဖြေဖို့စူစီးနေခြင်းလေမောင်းနှစ်ယောက်ကောင်းခင်ပေါ်ဘုံတလုံးကြောင်းအသက်ပေါင်းရှာနေချီနီပါဒီကနေ့၁၂ရက်နေ့မေလ၁၂ရက်နေ့တရက်ထဲမှာလေချောင်းတိုက်ခိုက်မှုပေါင်းမြောက်များစွာ၁၀ရက်နေ့၁၇ရက်နေ့တွေကအသက်တွေ ဦးစားပြီးတင်ပြမှုရဒီဘရင်အိုထင်းကွင်းရစတင်ကြောင်းဒီနေ့ဘုံချဲမှုဟာဂက်စတာဘုံနေနှစ်ဆင့်ကွဲသုံးဆင့်ကွဲဘုံနေနဲ့ကွဲတာဖြစ်ပါတယ်နောက်ဆုံးရရှိတဲ့တရင်ရ22ရောက်ပွဲချင်းပြီးတယ်လို့သိရပြီမတ်တထာဝီ grade 11မောင်ဆိုမထွန် grade 3မောင်ချမ်းမီအောင် grade 4 My shule we grade two. My pew we so grade three. My don sub grade two. My tajadi two grade four. My mi mo mao grade nine. My mo mi mi grade four. My mo he ma jo grade four. Ma mo mo win grade ten. Ma la o me grade seven. Ma mo mi grade seven. My inyi san grade three. မောင်စီယာဖြိုးမတ်ချယ်လီမိုဂရိတ်2နဲ့မောင်ရွမ်ပိုင်ချက်ဂရိတ်2ဆက်ရှိကတော့မတ်မြတ်နိုးဂရိတ်7မတ်ငိမ့်ရွှေယတီမိုဂရိတ်2မတ်ဆုလက်နိုင်ဂရိတ်2မတ်ပန်းမိုးမိုးဝီတော်ပန်းမိုးဝီဆီယမတော်စင်မာသူဆီယမ volunteer ဆီယမနှစ်ယောက်အပါဝင် 22ယောက်ပွဲချင်းပြီးတည်ဆုံးတယ်လို့သိရပါတယ်။ကဲကဲအဲ့ဒီတော့ဖဆစ်မရောက်လိုက်ချမ်းဖက်လေတဲ့ဟာလေတောင်းချမ်းဖက်မှုကျူးလွန်နေတာဒီတခုတည်းမဟုတ်ဘူး။ဆေးရုံတွေပေါ်စတင်ချောင်းတွေပေါ်ဖုံးကြီးချောင်းတွေပေါ်တာသနီကအဆောက်အုံတွေပေါ်ခရစ်ယာန်ဖျားရှိကိုကြောင်းပလီတွေအယတပီတွေရဲ့နေအိမ်ခေါင်မိုးတဲတွေနဲ့မျိုးပေါင်းမြောက်စွာကို ဘုံကျဲဖြတ်စည်းခဲ့တာတွေစစ်အာဏာသိမ်းပြီး၄နှစ်ကျော်၅နှစ်အတွင်းမှာ လေကြောင်းစိတ်ယာစမှုမှုပေါင်းယာနဲ့ချီကျူးလွန်ခဲ့တယ်ဒါတိတ်တေချာနေဘာဆက်လုပ်ကြမနေ့ကဝက်လက်ရွာတော်ဂုံးမှာဘာတိုက်ပွဲမှမရှိဘူးလေနဲ့ဘုံကျဲတယ်ပေါင်၅00ဘုံရတပ်ပြီးစေရောက်တဲ့မနေ့တည်မေလာ၁၇ရက်နေ့တရက်ထဲမှာပဲ ဝက်လက်ရွှေပန်းကုန်းရွာစာတင်ကြောင်းပေါက်900ကျင်းဘလောက်တည်လဲမသိရဘူးထပ်ပြီးဒီကနေ့တရက်ထဲမှာပဲမွန်ပြည်နယ်ကြိုက်တို့ဝင်းကရံရွာဝိုင်တွဲနေကျင်းစတီယန်ကြီးကမနက်7:00နာရီမှာဂျက်ဖိုက်တာနဲ့ပေါက်900ပေါက်နေရတလုံးစီထတ်ချဲနေနေဖို့တက်တက်ကြပြီးတေဆုံးတန်ရအများပြားရတယ် နေ25လုံးဝင်းခရံရွာမှာမီးလောက်ပျက်စီးခဲ့ရတပီဒီနေ့7ရက်နေမှာပဲစကန်နိုင်းချောင်းမန်ချိုရွာဂျက်ဖိုက်တာနဲ့ဘုံထက်ရဲပါမနက်9နာရီအမျိုးသမီးနှစ်ဦးတည်တယ်ရှစ်ဦးထိခိုက်တယ်မေလ7ရက်နေ့မှာချောင်းသုံးပံလာရမှာရှင်ပြုတ်ကိုလုံနေတဲ့အချိန်မှာဘုံကျဲခဲ့။မောင်ရင်လောင်းအပောင်သုံးတည် ခုနလေးမှာပဲနေ့လယ်7နာရီမှာပဲစကိုင်းတိုင်းအင်းတော်နဲ့မော်လူးကိုဂျက်ပိုက်တာနှစ်စီးနဲ့ဘုံတလုံးထတ်ကျဲတယ်နေ့လယ်7နာရီတရာဦးတွေကတက်လာတာနှစ်ယောက်သေးရခုနှစ်ယောက်တန်ရရတယ်တေယောကျွန်တော်တို့ကလေးတွေစာသွင်းကြောင်းနေရအချမ်းဖက်စစ်တပ်ရဲ့ပြစ်မှတ်သူတို့ပြစ်မှတ်ပြီးတတ်မှတ်နေတာဒါကိုကျွန်တော်တို့တွေးရတော့ စာသင်ခန်းထဲဒီစစ်ပွဲတွေဆွဲသွင်းနေကြပြီလားအညာမှာစဘလို့တည်နေကြရလေကျွန်တော်ပြမယ် တွေ့ပြီနော်အညာစာသင်ရေးချက်ပေးတဲ့အချိန်ဘုံကိုချင်းနဲ့ပြေးဝင်ရတဲ့ဘဝကြီးပဇီကြီးလက်ရကုန်းအပေါဝင်တိုက်လေရင်နေလေချောင်းကနေစာသင်ချောင်းတွေကိုတိတိနဲ့ဘုံကျဲတက်ဖြတ်မှုဟာအောက်တန်းကြလို့တတိမရှိတဲ့အရှက်မဲ့တဲ့လောက်ရပါပဲဒီစစ်တက်ကတော့ဆက်လက်ကျူးလွန်နေသေးမှာ ကျူးလို့နေစေပါဒီနေရာမှာတခုပြောချင်တာကလေဓာတ်ကလေရင်မှုနဲ့လေဓာတ်ကကောင်းနေဘူးဗျာမင်းတို့ဘလို့အကျိုးစီးပွားတွေရလို့ဘလို့ຢာရူးတွေတိုးလို့ဘလို့တွေကြောက်ဒီလိုနှလုံးသားမျိုးရှိနေတာလေကိုလူသားတယောက်နေနဲ့ကျွန်တော်စဉ်းစားလို့ဗျာစစ်မြေပြင်မှာသူတွေကိုတွေတနတ်ချင်းရှင်ပြေဂုံတိတ်ခါရှိရှိတိုက်ပွဲဝင်ကျွန်တော်တို့တွေရန်သူဖြစ်နေကြတာ လေးစားပေးလို့ရပါတယ်ဒီကာလမှာဗျာခမည်းတော်ကလေးတငယ်တွေကိုဗျာလှုပ်ရက်တယ်ရုံမာတယ်အောက်တန်းကြတယ်ခမည်းတော်စစ်တပ်ကခမည်းတော်ကိုဘလိုဝါရာမိုင်းကြီးတိုက်တိုက်ပြည်သူတွေလူငယ်တွေចောင်းသားတွေကိုတပ်ဖြတ်နေတာခမည်းတော်ကိုယ်တိုင်ခမည်းတော်ကိုယ်တိုင်လုံနေကြတာတရင်မတရင်တွေဖတ်ရလို့မဖြစ်နိုင်ဘူးမယုံဘူးလုံလို့ရသေးတယ် အခုကခမားတို့ကိုယ်တိုင်အပြစ်မဲ့ပြူတွေကိုတတ်နေတာခမားတို့ကိုယ်တိုင်ကလေးငယ်တွေကိုပုံကျဲပြီးတတ်နေတာခမားတို့ကိုယ်တိုင်ကျွန်တော်တို့အနာဂတ်ကိုတတ်နေတာဖတ်စစ်တက်ကကောင်းတယ်တယောက်မချက်ဒီစကားကိုလာနာထောင်ပြရအဆုံးရှိတဲ့အမုန်းတရားတွေဖြစ်စေဖို့ခမားတို့စစ်တက်ခေါင်းဆောင်ဆိုရဲကောင်း မင်းအွန်လိုင်းနဲ့စစ်ပုံချုပ်လူစုခိုင်းစေမှုကြောင့်လုပ်နေတယ်ဆိုရင်တော့ဒီလူတို့ရဲ့အမုန်းတရားဟာခမရတို့စစ်တပ်ကိုချိန်မွားပစ်ဖို့အစင်သစ်ဖြစ်နေပြီဆိုတာကိုခမရတို့သိတာဒီစစ်တပ်မင်းအွန်လိုင်းဖက်စစ်တပ်ရှင်းရှင်းပြောပါရင်တော့ပြည်သူအမုန်းတရားနဲ့တည်ခြင်းပဲတိုက်တန်တော့တယ် မင်းရောက်လိုက်အချမ်းဖတ်ဖတ်စစ်တပ်ရုပ်မှာအောက်တန်းကျမရိုင်းရိုင်းဆိုင်လုံးနေတတိမဲ့လုံးနေအဆက်မဲ့လုံးနေဂုံတိတ်ခါမဲ့အဲ့တော့ဒါကိုမပြောခင်ဒီလေကြောင့်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတစ်ချက်စဉ်းစားကြည့်ရအောင် ဒါတရုတ်ရုရှားလေရင်မူးတွေမောင်းပြီးပြစ်ချနေတာလားဆိုရင်အချက်တစ်ချက်ကျွန်တော်ဖြတ်ခနဲ့စဉ်းစားမိလူကြီးမျိုးကဘယ်လိုထင်လဲစာတင်ကြောင်းကိုတဲ့တဲ့ဂလစတာဘုံနဲ့ကျဲတာနှစ်ဆင့်ခွဲသုံးဆင့်ခွဲတခုတည်းမဟုတ်ဒီနေ့တရက်ထဲကိုလေးချိန်ပုံချဲမနေ့ကတနေ့ကနေ့တိုင်းကိုပြစ်မှတ်တိတိကျကျနဲ့ဘုံကျဲလာနေနိုင်တယ်ဒါတွေပြောနေုံနဲ့မပြီးဘူး ဖခင်တော်ကိုယုံမာတဲ့အောက်တန်းကြတဲ့အကြံဖတ်တယ်ပြောနေုံနဲ့ပြီးမှာမဟုတ်အဲ့တော့ကာဝယ်ဖို့တုံ့ပြန်ဖို့နီလန်းတွေလေချောင်းရံဖို့ကာဝယ်ဖို့တုံ့ပြန်ဖို့နီလန်းတွေကျွန်တော်လုတ်ကိုလုံချာမှာရတော့မယ်ကာဝယ်ဖို့တုံ့ပြန်ဖို့နှစ်ခုမှာပထမဦးစွာကာဝယ်ဖို့ကျွန်တော်အရင်စဉ်းစားကြရအောင်ဘယ်လိုကာဝယ်ကြမလဲကျွန်တော်စဉ်းစားမိသလောက်တင်ပြရရင်လူစုလူဝေးမဖြစ်စေဖို့အသိပညာ ပေးရပါလိမ့်။အရက်ထဲမှာဇပွဲတွေပွဲလမ်းမင်းတပင်ဒီရက်ဆိုင်ထားကြဖို့နမနိစာသင်ကျောင်းတွေကိုတစုတဝေးတဲ့ပုံမှန်စာသင်မှုပုံစံတွေပုံမှန်လုပ်နေကြပုံစံတွေကိုကျွန်တော်တို့ update မြင့်ရပါလိမ့်မယ်နီးနာရှာရပါလိမ့်မယ်ကျွန်တော်တွေးမိတဲ့လောက်ကတော့ online ကနေ zone နဲ့နီးပညာနဲ့သင်ကြားမှုပုံစံလုတ်တင်နေလို့ကျွန်တော်ယူဆပါ စတာလင်ကိုပဲဇွန်းနဲ့လုတ်ကိုလုံးရပါလိမ့်မယ။မရရအောင် လုတ်ကိုလုံးရပါလိမ့်။အတတ်တအရေးကြီးတာဘာမှမရှိဘူး။ဒီကလေးတွေကကျွန်တော်တို့တိုင်ပြီးအတွက်အနာဂတ်တွေ။နမတောလေကြောင်းချက်ဘေးစင်တာမျိုးတွေစောက်ကိုစောက်ရပါလိမ့်။ကင်းမြော်စင်တွေအဝေးကြီးမှန်မြောင်းနေနဲ့နေညမပြတ်ကင်းချပြီးရက်သေးချွာထဲမှာအချက်ဘေးစနစ်တက်ဆင်ရပါလိမ့်။ ဝကီတော်ကီနဲ့ပေါ့ဗျာအိုက်ကွန်နေနဲ့နေချောင်းဂျန်တဒင်းနေထွက်လာပြီဆိုတော့ ਨੇ တဒင်းပို့ပြီးရွာလေးကိုအုပ်အောပြီးအုပ်အောတန်ဆွဲတာမျိုးဒီပုံစံမျိုးတွေလုံနိုင်ဖို့လိုပါတယ်တလိုင်းတက်ဖွဲ့များအနေနဲ့ရိုက်ရွာအနီးမှာလုံးဝစခန်းမတည်ဖို့လိုပါတယ်နံပါတ်5ကတော့ကလင်းငယ်တွေကစတရွာလုံးလေချောင်းရံအတွက်ကတော့ရှင်းတွေ့ တူထားကြဖို့လိုပါလိမ့်မယ်။လေကြောင်းရံကာဝယ်ဖို့ဒီအချက်တွေဟာပြည့်စုံတယ်လို့မဟုတ်ရင်တော့ဝေကုံကြေးကြအ ਨੇ ဆုံးနဲ့ရနိုင်တယ်လို့စဉ်းစားမိတာပဲ။ကျွန်တော်အကြံပြင်းတင်ပြတာပါ။ပြည်သူလူထုကရောလက်တွေ့မြေပြင်မှာခံစားနေရတဲ့ပြည်သူလူထုတွေကျွန်တော်ဗီဒီယိုကိုကြည့်တဲ့လူတွေပါခဲ့။ဘယ်လိုတွေလုပ်တင်လဲ။ comment မှာရေးထားပေးခဲ့။ကာဝယ်ပြီးတော့တုံ့ပြန်ဖို့စဉ်းစားရမယ်။လို့တမညငိန်ခံလီတော့မဖြစ်ဘူးလေဗျာ။ တုံ့ပြန်ကြရမယ်ဘလို့တုံ့ပြန်မလဲဆိုတော့ကလက်လက်ကိုင်တော်လိုင်းရေးတပ်ဖွဲ့တွေကိုဦးစားပေးပြောပြရပါလိမ့်မယ်အဓိကတော့ NUG MOD အောက်ကတရင်တပ်ဖွဲ့တွေလို့အဓိကပြောချင်ပါတယ်စကိုင်းတိုင်းမှာလည်း MOD အောက်ကတရင်တပ်ဖွဲ့တွေပကပတွေပါလာပါတွေပါအဖတွေအများဆုံးတရှိတယ်ငွေကြေးတစုံတရာအခွန်ငွေကောက်ခံမှုတွေရတယ်လေကြောင်းရံနဲ့ပတ်သက်ပြီးရံမုံငွေတွေတိုင်းတာခုထိရှိသားမယ်လို့ယူဆတယ်ငှက်ကင် project အပါအဝင် project တွေ ဘယ်နေရာမှာတုံးလဲမသိရပေမဲ့ဒီเจ้าရံနဲ့ပတ်သက်ပြီးကာကွယ်ပေးဖို့အတုံးပြုနိုင်ရင်ပုံတင့်တော်မယ်ရှိသေးရလားမရှိဘူးလားကျွန်တော်တို့မသိဘူးစိတ်မူသားဘူးမမေးတော့ဘူးမပြောတော့ဘူးအဲ့တော့အမိုရီအန်ယူဂျီအောက်ကပကပပလပပါဖတိုင်ရင်တက်ဖွဲ့တွေအနေနဲ့အနည်းဆုံးလေတဲ့ဌာနချုပ်တွေလေရင်ကွင်းတွေလေတဲ့တက်ဖွဲ့ဝင်ရဲ့မိသားစုတာသမီးမြင်းမြစ်ပါမချန် database အချက်လက်တွေအကုန်စုရပါ နမနေမိမိတို့တရင်တက်ဘွဲမှာရှိတဲ့လက်နက်များပေါ့အခြေခံပြီးလေကြောင်းရန်တုံ့ပြန်ရေးအတွက်အထူးလှူရှားတက်ဘွဲများနဲ့လေရက်ဌာနချုပ်တွေလေရင်ကွင်းတွေလေရင်မူးတွေဆက်ဆက်ပတ်သက်သူမှန်သမျှထိန်းချုပ်နိုင်ရင်တစ်တံခန့်နိုင်ရင်ဆောင်ရွက်ရပါလေကြောင်းလေရင်စီလန်းကြောင်းတွေဖြတ်တောက်ပိတ်ဆို့ရပါမိမိတို့ရဲ့အနည်းဆုံးပြည်သူလူထုကိုလေကြောင်းရန်နဲ့ပတ်သက်ပြီးသတင်းပို့ကာကွယ်ရပါ ောက်တစ်ချက်ကလေချောင်းအတိပေးနီးပညာများမျှဝေသော Telegram channel တွေအစားရှိတဲ့ channel ကိုမျက်ခြေမပြတ်ကြည့်ရပါမယ်။နောက်တစ်ချက်ကလေချောင်းချက်ပေးစင်တာကင်းစင် radio line တွေကိုစနစ်တကျပြင်ဆင်မှဖြစ်ပါလိမ့်မယ်။ဒါက MOD NUG အောက်ကတက်တွေဒီကြအကြံပြုချက်ဖြစ်ပါလိမ့်မယ်။လေဓာတ်ဌာနချုပ်တွေကိုတိုက်ကိုတိုက်ရပါလိမ့်မယ်။လေဓာတ်ဌာနချုပ်က လေရင်ပြေးလမ်းတွေကိုဖြက်ကူဖြက်စီးမှရပါလိမ့်မယ်။လေကြောင်းရေဒါတိုင်တွေကိုရိုက်ချိုးရပါလိမ့်မယ်။လေတက်ကိုလျှက်စစ်ပြီးရနိုင်တဲ့ကိစ္စမှန်သမျှဖြတ်တောက်ရပါလိမ့်မယ်။မလုပ်ရင်တော့ဒီနေ့လိုဘုံကျဲမှုတွေကလင်းငယ်တိတ်ဆုံးမှုတွေနောက်ထပ်ဖက်ဖြစ်နေဦးမှာပဲဖြစ်ပါတယ်။တိကျတက်တွေအနေနဲ့ကတော့ခုနတင်ပြတဲ့အချက်တွေတဲကဟာရီယူသုံးနိုင်တယ်လို့အထူးလို့ရှားတက်တွေဖွဲ့ဖို့ ဒီကြက်တက်တွေကပုံမှုလွယ်ကူတယ်လို့ကျွန်တော်ယူဆတယ်။စကန်တွေကိုအထိုင်မထားပဲမိုဘိုင်းတင်းတွေနဲ့မိုဘိုင်းတပ်ဖွဲ့တွေနဲ့စောင့်ရပြီးလေရက်နဲ့ပတ်သက်သူမှန်သမျှကိုပြစ်ဒဏ်ခတ်ဖို့စောင့်ရနိုင်တဲ့လောက်စောင့်ရရပါမယ်။ဒီကြက်တက်ဖွဲ့တွေအနေနဲ့ကတော့လက်နက်ငွေချေးထောက်ပံ့မှုမရှိတဲ့အခါကျတော့ရုံးကန်နေရတဲ့အခါကျတော့လုံနိုင်တဲ့လောက်တော့လုံပေးဖို့မြစ်တာရက်ခံပါတယ်။အဲ့တော့ လေကြောင်းရင်တုံ့ပြန်ကြီးအထူးတက်တွေဖွဲ့ကြပါတော့လေပစ်ကိုမျောမနေနဲ့တော့စကားစဖက်စစ်စစ်ကောက်စီဘုံကျဲတိုင်းဝနေကြမျက်ရည်ကြကြအန်ကြိတ်ကြတောက်ခေါက်ကြဒေါသထွက်ကြဒါတွေပဲကျွန်တော်တို့လုံနိုင်တာပဲလားဒီလောက်ပဲကျွန်တော်တို့လုံနိုင်တာလားဒါတွေလုံမဲ့အစားမိမိတို့ပတ်ဝန်းကျင်အနီးနားကလေတဲ့တွေက တော်လာလို့ရှားမှုတွေလေတဲ့အရာရှိတွေမိသားစုတွေတာသမီမြင်းမြင့်ဆွေမျိုးတွေပတ်သက်သူမှန်သမျှတွေကိုနှီးဆက်ရာတော်လိုင်းရေးတပ်ဖွဲ့တွေစီကိုတည်င်းပို့ပါလေမောင်းတဲ့ကောင်တွေစက်ပြင်းတဲ့ကောင်တွေမရှိရင်လင်ကကောင်းရင်တက်ပြီးဘုံမကျင်းနိုင်တော့စီပဲခိုးရောက်လို့ရတော့မယ်အချိန်ရောက်အောင်စူးစမ်းရလိမ့်မယ်တိတ်တေကြတာနောက်တစ်ခုထပ်ပြောပြမယ်အင်းကြီးတေးအာစီယံ ကျွန်တော်တိုင်းကျွန်တော်တို့လူလူကိုလှည့်လူရှူတာချက်ဒီလိလူရှူတာချက်ဟာအမြဲတမ်းသူတို့ပြောပြောနေတဲ့ကဘာကြီးမှာအယံခစ်စားတဲ့လူကြားကောင်းပြောနေတဲ့လူသားချင်းစာနာမှုအာဆီယံမူငါချက်တို့ရဲ့ကြဆုံးကံချက်တော့မြန်မာလူတို့ရဲ့အသေးထဲမှာတစစ်စစ်နာကျင်စရာစကလုံးတွေဖြစ်မမေ့အောင်တဲကြည် ကြီးကြအမတ်သေးကြီးရှိကြဒီတက်တွေတော့ငါတို့နိုင်အောင်တိုက်မယ်တိုက်ကိုတိုက်မှရှာမယ်အချင်းထားကြအတူရှိနေကြဖို့လို့တယ်သူတို့တော့ကျွန်တော်တို့မရှုံပါဘူးဗျာဒီတော့လေဒီပြစ်စင်ဒီအသက်တွေအတွက်တော်လိုင်းဘိုင်းမှာတာဝန်ပြက်ကွက်သူတွေကိုငါတို့ပြည်သူတရလုံးတော်လိုင်းအင်အားစုအားလုံးက အသက်နဲ့နှလုံးသားနဲ့ရှင်ပြီးပြတ်သားမယ်တရားမျှတမှုရဲ့အောင်ပွဲဆိုတာပြောင်းပြောင်းမယ်စတဲ့ရုံမာမှုစတဲ့ရုံမာမှုကိုလစ်လူရှူတာသူကဘာကြီးအတိုင်းဝိုင်းကြီးအာစီယံအိနီရှင်တွေတလိုင်းဘက်ကတောင်းဝင်ပြက်ကွက်သူတွေငါတို့အသက်နဲ့နှလုံးသားနဲ့သွေးနဲ့ရုံကြီးချက်နဲ့ရှင်ပြီးအောင်ပွဲကိုပြမယ်မင်းတို့တသက်တာလုံးအရှက်ရစီရမယ်လို့ ပြောရင်အမှတ်သိကြီးကြီးကြတုံ့ပြန်ကြလေရက်မှန်သမျှတိုက်ခတ်ကြခဏခဏပြောရတာလေမုန်းနေပါပြီတကယ်လို့ရအဟုတ်ဖြစ်ပါတယ်အောင်ဝဲကိုဆောက်လောက်ပါအောင်ဝဲကိုယူတော့ပါတော်လန်ရေးကိုတစိုးတစီမရှုံမတန်လျာမဖြစ်ကြပါနဲ့အောင်ဝဲအပေါ်မှာယူတူပြီး ထုတိုက်ပွဲဝင်ကြမယ်ဒီအဖြစ်တွေမဖြစ်ချင်ဘောကပြောတဲ့အချက်တွေကိုပဲဆောင်ရွက်ကြပါဒီညတော့ဒီလောက်ပါအားလုံးကိုကျေးဇူးတင်